ငွေကြီးလောကမှာလေတောင်းနဲ့တောင်းဆန့်ကျင်ဘက်အရက်ကိုပဲအမြဲလို့လို့ဥတည်နေတဲ့အင်အားကြီးနှစ်ခုရှိပါတယ်။အလုံးတိကြတဲ့အတိုင်းမှာပဲရွှေနဲ့အမေရိကန်ဒေါ်လာပေါ့။ဒီနေ့တော့သူတို့နှစ်ခုကြားကတူတုံလေးကိုရှုံထွေးပြီးစိတ်ဝင်စားစရာကောင်းတဲ့ဆက်ဆံရေးအကြောင်းကိုအတူတူလေ့လာကြည့်ကြအောင်။ဆိုတော့ဒီနေ့တော့အတိကမဲခွန်ကတာပါပဲ။ဘာလို့များတစ်ခုကတက်နေတဲ့အချိန်မှာနောက်တစ်ခုကကျနေရတာလဲ။ပြီးတော့လေသူတို့ရဲ့ဆက်ဆံရေးကအမြဲတမ်းဒီလိုပဲကြိုတင်ခံမလို့ရနေတာမျိုးလား။ ဒါမှမဟုတ်ချွင်းချက်တွေရှိနေမလား။ကာမေဒီကြောင်ရတစ်ခုလုံးကိုတည်တည်ဆတ်ဆတ်နားလည်သွားအောင်လို့အပိုင်းလေးတွေခွဲပြီးကြီးသွားကြတာပေါ့။ပထမဆုံး correlation ဆိုတဲ့အခြေခံသဘောတရားကနေစကြမယ်။ပြီးရင်ဒီကစားသမားနှစ်ယောက်ရဲ့စစ်ဆင်တွေကိုဘယ်အရာတွေကလွှမ်းမိုးနေလဲဆိုတာစစ်ကြည့်မယ်။နောက်ဆုံးမှာတော့ဒီသိပ္ပံတွေကိုလက်တွေ့မှာဘယ်လိုအသုံးချနိုင်မလဲဆိုတာကိုဖျောပြထုံးပါပါ။ကဲစလိုက်ကြရအောင်။ โอเคပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်ဒီကိစ္စကိုနားလည်ဖို့ဆိုရင်ငွေချေးစေခွက်ရဲ့အခြေခံကြဆုံးသဘောတရားတစ်ခုဖြစ်တဲ့ correlation ဆိုတာကိုအရင်သိထားဖို့လိုပါတယ်ရိုးရိုးရှင်းရှင်းလေးပြောရရင် correlation ဆိုတာကပိုင်ဆိုင်မှုတစ်ခုရဲ့စေနှုန်းကနောက်တစ်ခုရဲ့စေနှုန်းအပေါ်ဘလို့တက်ရောက်မှုရှိနေလဲဆိုတာကိုတိုင်းတာတာပါပဲကပွဲတစ်ခုမှာအတူကားနေတဲ့အတွဲတတွဲလိုပေါ့ဗျာသူတို့ကအတူတူခြေလမ်းညင်ညီလိုက်ကနေတာလားဒါမှမဟုတ်တယောက်တလန်စီရှောက်နေတာလားဆိုတာကိုပြောပြတာပါ ဒီဆက်နွယ်မှုကို -1 နဲ့ +1 အထိရှိတဲ့ scale နဲ့တိုင်တာပါတယ် plus 1ဆိုရင်တော့သူတို့နှစ်ခုကတစ်ထက်သေးကြအောင်အတူတူရွေးလျားနေတာကိုဆိုလိုတယ်။ minus 1ကတော့လုံးဝကိုစံကျင်ဘက်တစ်ခုတက်ရင်အခုကျအဲ့လိုမျိုးပေါ့။0ဆိုရင်တော့လား။음သူတို့နှစ်ခုကဘာမှကိုမပတ်သက်ဘူးလို့ပြောလို့ရပါတယ်။ ဥပမာလေးနဲ့ကြည့်အောင် positive correlation မှာဆိုရင် euro dollar အတွဲမြင့်တက်လာတဲ့အခါမှာ pound dollar အတွဲကလည်းလိုက်ပြီးတက်လိရှိမှာရယ် negative correlation မှာကြတော့ dollar yen အတွဲတက်နေတဲ့အချိန်မှာ euro dollar အတွဲကပြန်ကျသွားတာမျိုးအဲ့လိုပုံစံကိုတွေ့ရမှာပါကဲ correlation ကိုသဘောပေါက်သွားပြီဆိုတော့ဒီနေ့ရဲ့အထူးကဆက်ဆောင်ကြီးတွေဖြစ်တဲ့ရွှေနဲ့ US dollar index USD extro နဲ့မိတ်ဆက်ပေးပါစေလူတွေကရွှေကိုဘာလို့ဒီလောက်တောင်တန်ဖိုးထားကြတာလဲ ဘာလို့လဲဆိုတော့စီးပွားရေးမုံတိုင်းထားတဲ့အချိန်တွေမှာသူဟာအာခိုရာဆုံး safe haven လို့ခေါ်တဲ့ဘေးကင်းရာတစ်ခုဖြစ်နေလို့ပါပဲငွေကြီးဖောင်းဖို့မှုရန်နဲ့နေကောက်ွေပေးတဲ့တိုင်းတစ်ခုလို့ရောစိတ်ချရတဲ့တံပိုးတို့လောင်ရာတစ်ခုလို့ရောအထုံးဝင်ပါတယ်နောက်တစ်ယောက်ကတော့ US dollar index ဒါမှမဟုတ် USDX ပေါ့ဒါကဒေါ်လာရဲ့တန်ဖိုးကိုကမ္ဘာအကြီးကငွေကြီး6မြို့နဲ့နိုင်ရှင်ပြီးတိုင်းတာထားတာပါဒါပေမဲ့ဒီမှာအရေးကြီးဆုံးမှတ်ထားရမယ့်ချက်ကတော့အဲ့ဒီချိန်မှာ ယူရိုငွေကြေးက58.6%ဆိုတဲ့အလွန်ကြီးမားတဲ့အချိုအစားနဲ့ပါဝင်နေတာပါပဲ။ကောင်းပါပြီ။ပြိုင်ဘက်တွေနဲ့လည်းမေးစပ်ပြီးပြီဆိုတော့သူတို့နှစ်ယောက်ရဲ့နာမည်အကြီးဆုံးကသူတို့ရဲ့ထုံးစံအတိုင်းခြေနေကြပြောင်းပြန်ဆက်ဆံရေးကိုကြည့်လိုက်ကြရအောင်။ဒါပါပဲ။အဓိကအချက်ကတော့ဒေါ်လာတက်ရင် ရွှေကျတယ်။ဒေါ်လာကျရင်ရွှေတက်တယ်။ဒါကအချိန်နဲ့မျှအချိန်ချင်းအခါခါညင်တွေ့နေရတယ်။သူတို့နှစ်ယောက်ရဲ့ကံထဝင်ပြောင်းပြန်ဆက်ဆံရေးပါပဲ။အကြောင်းရင်းကတော့ရှင်းပါတယ် ကဘာရဝတ်မှာရွှေကိုအမေရိကန်ဒေါ်လာနဲ့ဈေးခက်ထားတာလေဆိုတော့ဒေါ်လာတန်ဖိုးမြင့်တက်လာရင်တခြားငွေကြေးတွေကိုက်ဆောင်ထားတဲ့သူတွေအတွက်ရွှေကဈေးပိုကြီးသွားတယ်လို့ဖြစ်သွားပြီးဝယ်လိုအားကအလိုလိုကျဆင်းသွားတာပေါ့နောက်ပြီးတော့ဘဟိုပန်ရဲ့အတိုးနှုံးဆိုင်ရာဆုံးဖြတ်ချက်တွေကလည်းဒီကိစ္စမှာတော်တော်အရေးပါပါတယ်အတိုးနှုံးတွေမြင့်တက်လာတဲ့အခါဒေါ်လာမှာယင်းနှမြုပ်နန္ဒကပိုပြီးအကျိုးမြတ်ရနိုင်တော့အတိုးမရတဲ့ရွှေကဆွဲဆောင်မှုနည်းသွားရော့ ပြောင်းမြန်အနေနဲ့အတိုးနှုန်းလေးရှော့ချလိုက်တဲ့အခါမှာတော့ရွှေကပိုပြီးဆွဲဆောင်မှုရှိတဲ့ရွေးချယ်စရာတခုဖြစ်လာပြန်ပါတယ်။ဟုတ်ပြီ။ဒါပေမဲ့ဒီစီမင်းကအများလဲမှတ်နေရောလား။ကဘာကြီးတစ်ခုလုံးစီးပွားရေးအချက်အတည်းနဲ့ရန်ဆိုင်နေရတဲ့အချိန်မျိုးမှာရောဘာဒီဖြစ်လာနိုင်မလဲ။음ဒီမေကုန်းကကျွန်တော်တို့ကိုတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ချင်းချက်ဒီစီခေါ်ဆောင်သွားပါလိမ့်မယ်။အခုပုံမှန်စီးမင်းတွေနဲ့မကိုက်ညီတော့တဲ့အခိုက်အတန့်တွေရွှေနဲ့ဒေါ်လာရဲ့ဆက်ဆံရေးပိုပြီးရှုပ်ထွေးသွားတဲ့အခြေအနေတွေကိုလေ့လာကြည့်ကြရအောင်။ ဒါကြီးကတော့ပွဲကိုပြောင်းပြန်လာနိုင်တဲ့အရာကြီးပါပဲ။ထုခဲပြင်းထန်တဲ့စီးပွားရေးအကျအတဲဒီစစ်ပွဲရေးလိုပထွေးနိုင်တဲ့ရေးဖြစ်ရက်တင်နဲ့ငွေချေးဖုံးပို့မှုအဆမတန်မြင့်တက်လာနိုင်တဲ့အန္တရာယ်တွေပေါ့။ဒီအင်အားစုတွေကရွှေနဲ့ဒေါ်လာရဲ့ပုံမှန်အားကိုလုံးဝပြောင်းလဲပစ်နိုင်ပါရဲ့။ပထမခြွင်ချက်ကတော့ကြီးမားတဲ့စီးပွားရေးအကျအတဲကာလတွေပါ။ဒီလိုကြောင်းလန့်စရာအချိန်တွေမှာယင်းနိမြုံနန်သူတွေဟာလုံချုံရစီကိုပဲအသက်အတန်ရှာဖွေကြတော့တာအဲ့ဒီအခါမှာဘာဖြစ်လဲဆိုတော့ ရွှေရောဒေါ်လာပါနှစ်ခုစလုံးကို safe haven အဖြစ်ရှုမြင်လာကြပြီးသူတို့ရဲ့ဈေးနှုန်းတွေက အတူတူမြင့်တက်သွားနိုင်ပါတယ်။ပထူရီနိုင်ငံရဲ့မတည်ငြိမ်မှုတွေရဲ့တက်ရောက်မှုကတော့တကယ့်ကိုအားကြီးပါတယ်။ကြီးမားတဲ့စစ်ပွဲတွေနိုင်ငံတကာပဋိပက္ခတွေထိလာတဲ့အခါလူတွေကရွှေကိုအန်တီမဘေကင်းရအဖြစ်ရှုမြင်လာကြတယ်။ဒီလိုအဆုံးရောက်အခြေအနေတွေမှာဒေါ်လာတန်ဖိုးခိုင်မာနေရင်တောင်မှရွှေရဲ့ဝယ်လိုအားကကောင်းကင်အထိထိုးတက်သွားနိုင်ပါတယ်။ကဲ ဒီလိုရှုပ်ထွေးပြီးအမဲပြောင်းလဲနေတဲ့ဆက်ဆံအီးကိုနားလဲပြီးတဲ့နောက်မှာတော့ကုံသေးတွေနဲ့ယင်းနီးမြုပ်နန်တို့တွေကဒီအသိပညာကိုလက်တွေမှာဘလို့အသုံးချကြသလဲခဏလေးကြည့်လိုက်ကြအောင်ချွတ်တော်လာအတွဲကိုကုံသွဲဖို့နီးပြူကာဒီကတော့အများကြီးရှိတာပေါ့ဗျာဥပမာတချို့ကဇီးခွက်ရလိုင်းရအတိုင်းလိုက်ကုံသွဲကြတယ်တချို့ကတော့တတ်မှတ်ထားတဲ့ဇီးနှုံးပေါင်တို့ခုအတွဲမှာပဲအယောင်းဝယ်လို့ကြအများစုကတော့ရေးကြည့်တဲ့တည်င်းတွေထွက်လာတဲ့အချင်းကိုစောင့်ပြီးလို့ရှားကြတယ် ဆိုတော့အဓိကမှတ်ထားရမှာကပါလဲဆိုတော့ရွှေနဲ့ဒေါ်လာရဲ့ဆက်ဆံရေးဟာကြောက်စားပေါ်မှာရေးထိုးထားတယ်လို့တသက်မတည်မဟုတ်ပါဘူးစီးပွားရေးအခြေအနေတွေပြောင်းလဲတာနဲ့အမျှသူတို့ရဲ့ဆက်သွယ်မှုကလည်းပြောင်းလဲသွားနိုင်ပါတယ်ဒါကြောင့်မလို့ဈေးွက်ထဲမှာနိုးကြမှုရှိပြီးလိုက်လျောညီထွေထောက်နေထိုင်နိုင်ဖို့ကအလွန်အရေးကြီးပါတယ်ကဲဒီတင်ဆက်မှုကိုအဆုံးသတ်ရမယ်ဆိုရင်ဒီမေးခွန်းလေးနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်တဖြည်းဖြည်းမသေးချာမရေရာမှုလေးပုံများလာတဲ့ကဘာကြီးမှာအန်တီမာဘေးခင်းလုံကြုံရကဘာဖြစ်လာမလဲ ရွှေလားဒေါ်လာလားဒါမှမဟုတ်ကျွန်တော်တို့လုံးဝမထင်မှတ်ထားတဲ့တခြားတစ်ခုခုများဖြစ်နေမလားဒါကတော့တကယ်ကိုစဉ်းစားစရာပါမယ်